ရာမဲရှိနေတော့ဘိုင်စနာမှာသွားကစားဖို့အိမ်မက်မက်ထားတဲ့ဟာလန်ဘရင်းမန်လိုမင်းနာများ yespot အိမ်မက်ကိုရှေ့ဝါစားပေးကနေပြန်လဲကြိုးလဲပါရင်မန်စီးတိုင်းစင်မအာလင်ဟာလန်နဲ့ဘိုင်စနာရဲ့အပြောင်းအရွှေ့တဲ့တင်ကအမြဲတမ်းလှုပ်လှုပ်ခက်ခက်ဖြစ်နေပါရင် ဟာလန်ခါမန်စီးတီးနဲ့ကာလာရှင်စာရုပ်တရက်ချုပ်ဆိုထားတာညံကြည့်တော့မကြသေးပါဘူး။လက်ရှိချိန်ဒီလည်းသူ့ရဲ့စွမ်းဆောင်ရည်ကပရီးမီးယားလိမှာထိတန်းဖြစ်နေသေးပြီလို့ဘာစလိုနာနဲ့သူ့အကြံသတင်းတွေကလည်းလုံးဝကိုအတန်တိတ်မသွားဘူးဖြစ်နေပါရင်ဘာစလိုနာကရောဘတ်လီဗန်နော့စကီရဲ့နေရာကိုရေရှည်အစားထိုးဖို့ဟာလန်ကိုပြင်မဲ့ထားတယ်လို့သိရပါရင်ဟာလန်ကလည်းဘာစလိုနာမှာကစားဖို့စိတ်ဝင်စားနေသေးဖြစ်ပြီးလာမိုင်းတော်မယ်လို့မျိုးကစားမရည်နဲ့တွဲလုံဆောင်ရင်သူ့ရဲ့ဂိုးသွင်းအားကပိုကောင်းလာမယ်လို့ယုံကြည်နေတာကြောင့်ဘာစလိုနာကိုပြောင်းရွှေ့ဖို့အိမ်မက်ကိုလုံးဝအဆုံးသတ်ပြစ်လိုက်မလားဆိုတာကလည်းမဟုတ်သေးပါဘူး။ဟာလန်ကတော့နောက်နှစ်နှစ်နေရာဒီမှာဂျောင်းမန်ကနေပြီးတော့မန်စီးတီးကိုပေါင်50တန်းနဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့ပါရင် မန်စီးတီးမှာရောက်ရှိလာပြီးခဲ့ကဟာလန်ဟာပရီးမီးယားလိဂ်ရဲ့ထိပ်တန်းတိုက်စစ်မှုတိုးဖြစ်လာခဲ့ပါတယ်။မန်စီးတီးကစားမပါပွဲဥထွက်နေရသည့်စလုံးမှာဟာလန်ကရှင်ပနဲဆုကိုရောက်နိုင်ခဲ့ပြီးစွန့်ပြခဲ့ပါတယ်။ ဟာလိုင်းရဲ့မန်စီးတီးနဲ့စာချုပ်ဟာ2029ခုနှစ်တတန်းရှိပြီဒီစာချုပ်မှာဖျက်သိမ်းခြင်းမပါဘူးလို့သိရပါတယ်ဒါမှမန်စီးတီးအနေနဲ့ဟာလိုင်းကိုထိန်းသိမ်းထားဖို့ရည်ရွယ်ချက်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ဖြစ်ပါတယ်ဒါပေမဲ့ဘောလုံးလောကမှာစာချုပ်တွေမှာတရားဝင်မဟုတ်တဲ့ gentleman agreement လို့ခေါ်တဲ့သဘောတူညီချက်တွေရှိတတ်ပါတယ်မင်္ဂလာပါဘောလုံးချစ်သူညီအစ်ကိုများချင်းကုံမခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲ internet line ရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ yes ball i bet 89 agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ i bet 89မောင်ငါး6မှာ ဗော်ဒီမောပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ပေါင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်တဲ့30ရာခိုင်နှုန်းစနေနေ့တိုင်းယူနစ်ဖြစ်900ခိုင်နှုန်းလာချုပ်ရှုံးကြည့်ဘောနဲ့900ခိုင်နှုန်းပေးတဲ့အပြင်မြေပြမရှိယုံကြည်စိတ်ချသွားကစားချင်တယ်ဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 3991539ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာ ီလိုသွားတူညီမှုတွေဟာကစားမတွေရဲ့ကလန်အကြအပြန်လည်နားလည်မှုပေါ်အခြေခံထားပြီးကာလီကြလို့ရှိရင်တော့ကစားမတွေကိုသူရဲ့ဆန္ဒအတိုင်းပြောင်းရွှေ့ခွင့်ပေးဖို့အသင်းဘက်ကသဘောတူထားရမျိုးဖြစ်ပါတယ်ဟုတ်ပါစာပြေလုံးဆိုကရီအန်နီပြရာတို့ကိုလက်ခံဖို့အတွက်လီဗာကူစင်းနဲ့လန်ခွဲစင်မှာဒီလို gentleman agreement ကိုအခြေခံပြီးတော့အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုပဲဟာလန်ရဲ့စာချုပ်မှာလည်းမန်စီးတီးနဲ့တရားမဝင်သဘောတူညီမှုရရှိနိုင်တယ်ဆိုပြီးတော့ထင်ကြေးပေးနေကြပါတယ် ဘာစနဟောလော်ရန်ဝင်ဂေါစကီရဲ့အသက်အရွယ်အကြောင်းရေရှည်တိုင်းစစ်မှုတူကိုရှာဖွေနေတယ်။ဝင်ဂေါစကီဟာအသက်38နှစ်ရှိပြီဖြစ်ပြီးသူ့ရဲ့ဆွမ်းဆောင်ရည်ကအရင်လိုမထက်မြောက်တော့ဘူးလို့ဘာစနရဲ့နီးပြအဖွဲ့ကသုံးသပ်နေတယ်။ဒါကြောင့်ဘာစနဟောဟာလန်ကိုလီဝင်ဂေါစကီရဲ့နေရာမှာစားထိုးဖို့အတွက်ပြင်မှတ်ထားနေပါတယ်။ဟာလန်ရဲ့ဂိုးတင်နိုင်ဆွမ်းကဘာစနရဲ့တိုက်စစ်ပိုင်းကိုပုံမှန်အားကောင်းလာစေမယ်လို့ဘာစနနီးပြဖြစ်သူဟန်စီဖလစ်ကယုံကြည်နေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ ဘာစနာမှာလာမိုင်းတော်မယ်ရာဖင်ညာနဲ့ဂါဘီလိုလူငယ်ကစားမတွေရှိနေတာကဟာလန်အတွက်ဆွေးဆောင်မှုတစ်ခုဖြစ်နေပါတယ်ဒီလူငယ်ကစားမတွေဟာဖန်နီနူဘိုင်းထူးကျုံပြီးတော့ဟာလန်ရဲ့ဂိုးသင်းနိုင်စွမ်းကိုပုံမမြင့်တင်ပေးနိုင်မယ်လို့ဟာလန်ကိုယ်တိုင်ကလည်းယုံကြည်နေတယ်လို့ H-Sport ကပို့စ်ကူမှာဖော်ပြထားပါတယ်ဘာစနာရဲ့ကစားဟာတိုက်စစ်မှုတွေကိုဂိုးသင်းခွင့်ဖန်နီမှုပေးတဲ့ပုံစံဖြစ်နေပြီးဒါကဟာလန်အတွက်ဆွေးဆောင်မှုတစ်ခုဖြစ်နေပါတယ်ဒါ့အပြင်ဘာစနာရဲ့တမိုင်းကြောင်းနဲ့ဂုံသိကာကလည်းဟာလန်လိုမျိုးကစားမတွေကိုဆွေးဆောင်နိုင်တဲ့အချက်တစ်ခုဖြစ်ရှိနေပါတယ် ဘာစနာဟာလန်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပေမယ့်သူရဲ့ဗန်ဒိုင်းအခြေအနေကပြောင်းရွှေ့မှုကိုစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ဘာစနာလွန်ခဲ့တဲ့နှစ်နှင်းငယ်ကဗန်ဒိုင်းရဲ့ချက်လေးနဲ့ရင်ဆိုင်ခဲ့ပြီးလွန်နော့စကီကို2020မှာခေါ်ယူခဲ့တဲ့အခါဝေကြီးစီမံမှုတွေအတွက်အတော်လေးရုန်းကန်ခဲ့ရပါတယ်။2025မှာတော့ဘာစနာရဲ့ဗန်ဒိုင်းရဲ့အခြေအနေဟာအနည်းငယ်ပုံမတည်နေလာခဲ့ပြီးသူတို့ဟာကစားမသတင်းကိုခေါ်ယူဖို့အတွက်အစီအစဉ်ရေးဆွဲနေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့ဟာလန်လိုမျိုးကမ္ဘာထိပ်တဲ့ကစားမတူကိုခေါ်ယူဖို့ဆိုရင်ပြောင်းရွှေ့ခြင်းပေါင်တန်း100ကျော်လောက်နဲ့လာစာကြီးမြင့်မှုကိုထည့်သွင်းစဉ်းစားရမယ်။ မန်စီးအနေနဲ့ဟာလန်ကိုလက်လွတ်ဖို့အဆုံးဖြတ်ရင်ပြောင်းရွှေ့ချေကိုအတော်လေးမြန်မာပြည်ပနားမှာတတ်မှတ်ဖွယ်ရှိနေပါတယ်။ Xbox ကပို့တကူမှာဘာစလောကဟာလန်ကိုခေါ်ယူဖို့ပေါင်150တန်းတော့ပြင်ဆင်ထားရမယ်လို့ရေးသားထားတာကိုလည်းတွေ့ကြရပါတယ်။ဒါကြောင့်ဘာစလောနဲ့ကစားမရောင်းချမှုတွေကလည်းရန်ဝွေရှာဖွေပြီးဟာလန်ကိုခေါ်ယူနိုင်ဖို့ကြိုးစားနေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါ့အပြင်ဘာစလောရဲ့ဥက္ကဋ္ဌလာဘော်တာကတင်ဝင်ကစားမတွေကိုခေါ်ယူရေးအတွက်မဟာဗျူဟာတွေကိုရေးဆွဲထားပြီးဟာလန်ကိုခေါ်ယူဖို့အစီအစဉ်တွေရှိနေတယ်လို့သတင်းတွေကဖော်ပြထားကြတာရှိပါတယ်။ 2026အနေအထားမှာဒီပြောင်းရှင်းမှုဟာဖြစ်ပေါ်လာနိုင်တယ်လို့သတင်းတွေကဖော်ပြထားပြီးတော့ဆက်ဆက်ဆောက်ကြည့်သွားရမှာဖြစ်ပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်လဲ။ဟာလန်ကဘာစီလိုနာကိုပြောင်းရွှေ့သွားနိုင်လားပြောပြခဲ့ကြပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။